အားလုံးပဲမင်္ဂလာပါခင်ဗျာပဒေတာ tree channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်တို့ channel ကနေစနေသားသမီးများအတွက်2025ခုနှစ် March လ3လပိုင်းတလစာအထူး host run နဲ့ရေဒီယိုကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီ host run ကိုဆရာကြီးမင်းသူရကဟောပြောပေးထားတာဖြစ်ပါတယ်ဒီ host run နဲ့မှာပါဝင်တဲ့အချက်တွေကတော့အလောက်ကိုင်းစီပွားရေးထူးခြားသောနေ့ရက်များကြည်အင်တော်ရင်ပညာရေးကျမ်းမာရေးသတိပြုရမည့်အသက်ပိုင်းချဆောင်ရွက်ရန်ကိစ္စအကျိုးပေးသောအရာများနဲ့ရေရရာတို့ဖြစ်ပါတယ် စနေသားသမီးများဟာဒီမတ်လအတွင်းမှာကန်ဂျမာအနေနဲ့ကတော့အစိုးနဲ့အကောင်တွင်တွဲလို့နေပါလိမ့်မယ်ပထမလဝက်ဖြစ်တဲ့၃လပိုင်း၁ရက်နေ့ကနေ၃လပိုင်း၁၅ရက်အတွင်းမှာကောင်းမွန်သောကန်ဂျမာများနဲ့ကြုံတွေ့ရပြီးတော့ ဒုတိယလဝက်ဖြစ်တဲ့3လပိုင်း16ရက်နေ့ကနေ3လပိုင်း32ရက်အတွင်းမှာကံကြမ္မာအညံ့ခိုင်များကြုံတွေ့ရပါလိမ့်မယ်။3လပိုင်း1ရက်8ရက်15ရက်22ရက်29ရက်တွေမှာအညံ့ခိုင်ကြုံပါလိမ့်မယ်။၎င်းရက်များအတွင်းမှာအိမ်ချမ်းမြေလက်မှတ်ရေးထိုးခြင်းများစာချုပ်စာတမ်းများချုပ်ဆိုရမှာသတိဖြင့်ဆောင်ရွက်ရပါလိမ့်မယ်။ဖိုးတံပစ္စည်းများနဲ့ရေးကြီးတဲ့စာရွက်စာတမ်းများပျောက်ပြက်တတ်ပါတယ်။တခိုးခိုးခံရတတ်ပါတယ်။မိမိနေမှာအရက်ပလင်းလက်နဲ့ဆက်ပစ္စည်းစားတဲ့အရာများဝင်လာရင်လက်မခံပါနဲ့။ အာဒဘလိုက်ပို့ခြင်းများအတန်နိုင်ဆုံးရှောင်ခြင်းမှာပထမလဝဲဖြစ်တဲ့3လပိုင်း10ရက်နေ့ကနေ3လပိုင်း15ရက်အတွင်းမှာအရင်ကဆုံးရှုံးထားတဲ့ရပိုင်ခွင့်တွေပြန်လည်ရရှိပါလိမ့်မယ်။ဆရာသမားကောင်းများကိုမိကိုပြီးတော့စီပွားရေးလုပ်ငန်းများလောက်ကင်တင်ပါတယ်။ကောင်းသောအကြံစီတင်များအောင်မြင်ပါလိမ့်မယ်။တပည့်အောက်လက်ငယ်သားများနဲ့ပတ်သက်ပြီးတော့အကျိုးဖြစ်ထွန်းပါလိမ့်မယ်။ယင်းနှမျိုးနယ်မှုကိစ္စရပ်များမှာအကျိုးမြတ်ကောင်းများရရှိပါလိမ့်မယ်။မိသားစုဖျားဖူးခီးထွက်ရခြင်းအလူဒါနကုသိုလ်ကောင်းမှုပြုရခြင်းများလည်းအောင်မြင်ပါလိမ့်မယ်။ နာမည်ကုန်တဲ့ရင်ကြော်စောခြင်းရှိပါလိမ့်မယ်။ပွဲရူးကုန်တူချင်းမြင့်ခံရခြင်း၊ရာထူးတိုးတက်ကိန်းများလည်းရှိပါလိမ့်မယ်။ပြည်တွင်းပြည်ပမှာရက်ရှိခီးစဉ်များတွားရခြင်းလည်းရှိပါတယ်။ရဝေးဒေသမှာမောင်နှမဆွေမျိုးသားချင်းများမိမိအိမ်ကိုလေပတ်ရောက်ရှိလာတတ်ပါတယ်။ငွေကြေးနဲ့ဆက်ပစ္စည်းများမမျှော်လင့်ဘဲဝင်လာတတ်ပါတယ်။အိမ်ချမ်းမြေနဲ့တိုက်တာအဆောက်အအုံများပြုပြင်ရခြင်းရှိပါတယ်။ညီကိုမောင်နှမဆွေမျိုးသားချင်းများရဲ့အခက်အခဲကြက်တဲများကိုပြည်လည်အောင်ဖြေရှင်းပေးနိုင်ခြင်းများရှိပါလိမ့်မယ်။၃လပိုင်း၁၆ရက်နေ့ကနေ 3လပိုင်း31ရက်အတွင်းမှာမိမိရဲ့အလုတ်အကင်ပေါ်မှာအာယုံဆိုင်နေမှာမဟုတ်ပါဘူးမိမိဆုံးဖြတ်ချက်တွေကတွေ့ဝေနေတတ်ပါတယ်ဒေါသကိုရှည်တမ်းမတင်ဖို့နဲ့စိတ်ထင်ရတည်ယူတယ်မလုပ်ဖို့အမြဲတမ်းထားပါ မိမိရဲ့တပည့်လက်အောင်ငယ်သားများပေါ်မှာစကားပြောဆိုမမအောင်ဂရုစိုက်ပါအမျိုးသမီးများနဲ့ခိုက်ရံမဖြစ်ပါနဲ့မိမိမတို့အမှုခင်းဖြစ်တတ်ပါတယ်အုတ်ချိုရေးပိုင်းဆိုင်ရာမပြေလည်တဲ့ပြဿနာများကိုပြေလည်အောင်ဖြေရှင်းပါတပားသူရဲ့အနောက်ရှက်ကြောင့်ဥပဒေနဲ့ရင်ဆိုင်ရတတ်ပါတယ်အမွေနေ့ကိစ္စများမှာညှင်းခုံရတဲ့အချင်းများကြုံတွေ့ရပါလိမ့်မယ်မိမိရဲ့လောဘစိတ်ကြောင့်လမ်းပြောက်သလိုဖြစ်တတ်ပါတယ်ဒီကာလအတွင်းမှာအလုတ်သစ်ကူပြောင်းခြင်းမလုပ်သင့်ပါ ဒါပြင်ရင်းနှီးမြှုပ်နှံခြင်းများငွေစုထည့်ခြင်းများမပြုတ်လို့မရအောင်ဆင်ခြင်နေထိုင်ပါစူပါရက်များအတွင်းမှာအရှိမောက်အရာကိုခီးသွွာလာခြင်းများအတတ်နိုင်ဆုံးရှောင်ကျင်ပေးပါစီဝိုင်းလုပ်ငန်းများလောက်ကိုင်းဆောင်ရွက်ရမှာကလေးကစားစရာပစ္စည်းများကလေးသုံးဆောင်ပစ္စည်းများအခြေခံစားသောက်ကုန်ပစ္စည်းများတံပိုးနဲ့ချက်ပြုတ်ရောင်းဝယ်ရေးနဲ့ဖြန့်ဖြူးလုပ်ငန်းများယင်းနဲ့သက်ဆိုင်တဲ့လုပ်ငန်းများလုံးစုံကောင်းမွန်ပါလိမ့်မယ်ငွေကြေးပန်လုပ်ငန်းနဲ့သက်ဆိုင်ရာလုပ်ငန်းများနိုင်ငံခြားငွေလဲလှယ်ရေးနဲ့ခီးသွွာဝန်ဆောင်မှုလုပ်ငန်းများအထူးကောင်းမွန်အကျိုးဖြစ်ထွန်းပါလိမ့်မယ် ကြာသာပရိသတ်သမီးစနေသားသမီးများနဲ့လောက်ကင်ဆောင်ရွက်ခြင်းများအထူးကူဆက်ရပါလိမ့်မယ်။စနေသားသမီးများဟာဒီမတ်လအတွင်းမှာပညာရေးကံကောင်းမွန်နေပါလိမ့်မယ်။သင်တန်းသင်များတက်ရောက်ရခြင်းသင်တန်းသင်များဖွင့်လှစ်ခြင်းများအောင်မြင်ပါလိမ့်မယ်။ဒါပေမဲ့အခြေအနေနဲ့မိသားစုရေးလူမွေးကိစ္စရပ်များကြောင့်မိမိရဲ့ပညာရေးမှာအနောက်ရှက်ဖြစ်ရတတ်ပါတယ်။စနေသားသမီးများအတွက်အခြေအနေတွေကတော့ရေပုံရအဖြစ်အဆင်ပြေပါလိမ့်မယ်။နှစ်ဖက်မိဘများသဘောထားကွဲလွဲတတ်ပါတယ်။ရက်ဝေးမှဖူးဆာရှင်နဲ့ဆုံတွေ့ရတတ်ပါတယ်။စနေသားသမီးအိမ်တော်ရှင်များအနေနဲ့ မကြာခဏအငင်းခုံပြုတ်လို့နေရတတ်ပါတယ်ခိတခဏခွဲခွာရတတ်ပါတယ်အိမ်တော်ရေးရှုပ်ထွေးမှုများဖြစ်တတ်ပါတယ်အိမ်တော်ရှင်များအနေနဲ့သာသမိယတနာထွန်းကားတတ်ပြီးတော့သတင်းကောင်းကြားရတတ်ပါတယ်မိမိရဲ့ချစ်သူဒါမှမဟုတ်မိမိရဲ့အိမ်တော်ဘက်ကတနင်္လာကြာသာပတိစနေသားသမီးဖြစ်နေမယ်ဆိုရင်အခြေအိမ်တော်ရေးမှာအဆင်မပြေဖြစ်နေရတတ်ပါတယ်စနေသားသမီးများအနေနဲ့ကျန်းမာရေးအနေနဲ့ကတော့ရေပွန်ရအဖြစ်ကောင်းမွန်နေပါလိမ့်မယ်ဒါပေမဲ့ရန်ဖန်ရန်ခံမှာတော့စေးတော့စေးထိုးစေးမားတာမျိုးကြုံတွေ့ရတတ်ပါတယ် စိတ်ဖိစီးမှုများခြင်းစိတ်လေခြင်းစိတ်ပိုင်းဆိုင်ရာချုပ်ယွင်းမှုများကြုံတွေ့ရတတ်ပါတယ်။ဒီမတ်လအတွင်းမှာအသက်15နှစ်ကနေ22နှစ်ကြာ36နှစ်ကနေ40နှစ်ကြာအသက်ပိုင်းခြားရှိတဲ့စနေသားသမီးများဟာကံကြမ္မာအညာခိုက်ကြုံပါလိမ့်မယ်။အဆိုပါအသက်ပိုင်းခြားရှိတဲ့စနေသားသမီးများအနေနဲ့အလောက်ကိုင်းစေဝါရေးချီးအိမ်တော်ရေးပညာရေးကျန်းမာရေးလူမှုရေးစတဲ့အရေးကိစ္စရများမှာအခက်အခဲများစိန်ခေါ်မှုများကိုကြော်ဖြတ်ပြီးကမှအဆင်ပြေအောင်မြင်မှုများကြုံတွေ့ရတတ်ပါတယ်။အထူးဟောကိအနေနဲ့ကတော့စနေသားသမီးများဟာ အမျိုးသမီးများကိုအကြောင်းပြုပြီးတော့မိမိရဲ့ဂုဏ်သိက္ခာညှို့နှံခြင်းနဲ့အမှုခင်းများကြုံတွေ့ရတတ်ပါတယ်။တက်ကြီးရုံများနဲ့ဌာနဆိုင်ရာအရေးကြီးပုဂ္ဂိုလ်များရုတ်တရက်ဖြားနာတတ်ပါတယ်။အထူးသဖြင့်သူတို့ဘားတို့ရဲ့မနာလိုဝန်တိုမှုများကြောင့်အတိုက်အခိုက်များကြုံတွေ့ရတတ်ပါတယ်။ဒါကြောင့်မလို့နေစဉ်နဲ့အမျှဒါနသီလဘာဝနာကုသိုလ်များမိမိတက်ဆွမ်းသလောက်ပြုလုပ်နေထိုင်ဖို့ရန်အကြံပြုပါရစေ။ စနေသားသမီးများအနေနဲ့ခီးသွားလာခြင်းနဲ့လုပ်ငန်းကိစ္စရများအဆင်ပြေအောင်မြင်စေဖို့အတွက်အဖြူရောင်နေရောင်လိမ်မောရောင်ဝတ်ထည်များကိုဝတ်ဆင်ပါထိုရောင်များကိုအဆောင်ဖြစ်လဲအသုံးပြုနိုင်ပါတယ်ဒီကာလအတွင်းမှာစောင့်ထားတဲ့အဆောင်အနေနဲ့ကတော့နက်ပြာရောင်ရှိတဲ့နီလာယရနာကိုဝတ်ဆင်ပါအကျိုးပေးတဲ့ကနန်းတွေကတော့၄၅နဲ့၉ကနန်းတို့ဖြစ်ပါတယ်။စနေသားသမီးများအတွက်ဒီမတ်လအတွက်မှာစိုးညံ့တွေပြပြောက်ပြီးတော့ကောင်းကင်တွေရောက်ရှိလာစေဖို့အတွက်ရရားနေနေကတော့မိမိအိမ်မှာပူဇော်ထားတဲ့မြတ်စွာဘုရားရှင်ဟာမိမိရဲ့မွေးနေ့နံဖြစ်တဲ့စနေနေ့တိုင်းမှာသစ္စာပန်မေမျိုးပန်းများကို ကျွေးတဲ့ညောင်ရီဝိုးနဲ့လူတန်းပူဇော်ပေးပါ။ရွှေထီးသုံးလက်ငွေထီးသုံးလက်စီလည်းလူတန်းပူဇော်ပေးပါ။လူပုဂ္ဂိုလ်များအားမိမိတက်ဆွမ်းသလောက်အဝတ်ထည်ခေါင်းလျှော်ရည်ဆက်ပြကဲများထီးဖနံများလူတန်းပေးပါ။မိမိလူရစုကိုလည်းတောင်းပါ။ဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးခဲ့တာကတော့စနေသားသမီးများအတွက်2025ခုနှစ်မတ်လတလဆာဟော့စတယ်မဲဖြစ်ပါတယ်။ စနေသားသမီးများအားလုံးကိုယ်ကျန်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ခါခတ်သိမ်းပြည့်စုံပြီးတော့လောကိုင်စီပွားရေးများဆင်ပြေအောင်မြင်တိုးတက်ကြပါစေခင်ဗျာအခုလိုအားပေးကြည့်ရှုနားဆင်ကြကြရတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းထူပဲကျေးဇူးတင်ရှိပါရခင်ဗျာ